excited ဖြစ်နေတယ်ဟုတ်ပြန်ပြီးတော့ပြန်ကစားမယ်ဒီ Asian Cup မှာเนาะပြီးရင်ပြန်မဲ့တင်းရတယ် Afghanistan လို့ကျွန်တော် player လိုက်မှာပထမဆုံးကစားမယ်ပွဲပေါ့ Afghanistan နဲ့ကိုကျွန်တော်လုတ်တဲ့လုတ်အားနှုံနှောက်မှာနောက်ကနေ result ကလိုက်ကလိုက်လာမှာပဲလေအဲ့တော့အကုန်လုံး performance တွေကောင်းနေဆိုရင်တော့ process က2ပါနောက်ကလိုက်လာလိုက်မှာတူးချင်းတယောက်ချင်းမဟုတ်ဘဲအတင်းလိုက်အကောင်းဆုံးကစားမယ်ဆိုရင်ကျွန်တော်ဒီအတင်းကိုကျွန်တော်မနိုင်ကြတော့မရှိဘူးပေါ့နော် 2တယောက်ချင်းစီကစားရင်တော့ကျွန်တော်ဒီသင်းမလွယ်ဘူးပြဟုတ်ကစားသမားတွေနီးပြတွေကျွန်တော်ဒီတကယ်ချင်းနေပေါ့နော်အားလုံးလူကြီးမှုရှိနေဒီဘွဲကိုအောင်းလုံးကျွန်တော်ကိုစမ်းညာနေရှိလာအနိုင်ကစားမှာပါကျွန်တော်စိတ်တန်းရအောင်ကျွန်တော်တရားရခင်တို့အနိုင်ရမယ်လို့ကျွန်တော်ယုံကြည်တယ်ပြဟုတ် ီးခဲ့တဲ့ Mitsubishi ကတော့ကျွန်တော်မကစားခဲ့ရဘူးเนาะဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အတင်းအကျပ်ဒီ Future မရရဲဆိုတော့ကျွန်တော်လာမကစားဖြစ်ဘူးအခုလာမဲ့ဒီ Asian Cup Qualification မှာပထမဆုံးနေကျွန်တော်ပြန်လာကစားတာပေါ့เนาะကျွန်တော်ယူတန်းလုံးဝဘယ်လိုပြောမလဲအဲ excited ဖြစ်နေတယ်ဟုတ်ပြန်ပြီးတော့ပြန်ကစားရမယ်ဒီ Asian Cup မှာပေါ့เนาะပြီးရင်ပြန်မဲ့တင်းရတဲ့ Afghanistan ကျွန်တော် player line မှာပထမဆုံးကစားမယ်ပွဲပေါ့ Afghanistan နဲ့ဒီနေ့တည့်ရရတယ်မနေ့ပြန်ဆိုရင်တော့ကျွန်တော်တို့ ဒါနောက်ဆုံး exercise ပေါ့ training ရပြီဆိုတော့ဒီနေ့တော့ဒါအကောင်းဆုံးကျွန်တော်တို့ပုံစံနဲ့ကစားဖို့အတွက်ဒါ player တွေကို message ပေးတဲ့ဒီနေ့ပေါ့အကောင်းဆုံး player တွေလည်းလိုက်ပြီးတော့ဒီ training queen နဲ့မှာ duty version attacking ရော defense ရောအကုန်လုံးတက်ညီလက်ညီလောက်တာတွေ့ရတော့အားအချင်းနဲ့လို့ရှိပါတယ်ကစားသမားတွေညီပြတွေကျွန်တော်တို့ဒီတကယ်ချင်းနေပေါ့နော်အားလုံးညီမှုရှိနေတဲ့ဒီဘွဲပေါ့ ကောင်းဆုံးကျွန်တော်ကိုစမ်းညာနဲ့ရှိလာနိုင်ကစားမှာပါဒီကျွန်တော်ဒီကစားနမပေါ့နော်ကျွန်တော် walk and run သွားတယ်ကစားနမကြုံမင်းမောင်းလွင်အဲကျွန်တော်ရဲ့ပင်တရားထောင်ပေါ့နော်ဒီကျန်တဲ့ကစားနမတွေတော့အကြောင်းမျိုးကြောင့်မပါရလေးရှိတယ်မလာဖြစ်တာလည်းရှိတယ်ပေါ့နော်အရင်အရင်ထက်တော့ကျွန်တော်အများကြီးအားရလာတယ်ပေါ့နော်အခုကလူတရတယ်မဲ့လီမှာကောင်းတဲ့လူငယ်လေးဒီကိုတက်လာတယ်ပေါ့နော်ပြီးတော့လည်းအကုန်လုံးများသောဖြင့်အဲဒီ player အားလုံးပြီးပါမှထပ်ကစားနေတော့အရင်ထက်တော့အများကြီးပိုပြီးတော့တင်း strong ဖြစ်လာတယ်ပိုပြီးကောင်းလာပိုပြီးတန်ပါလာပေါ့နော်မန်ဒယ်လီရော ီမှာ physical ရောအများကြီးတိုးတက်လာတယ်ပေါ့နော်ဟုတ်ကျွန်တော်တူးချင်းတယောက်ချင်းမဟုတ်ပဲအတင်းလိုက်အကောင်းဆုံးကစားမယ်ဆိုရင်ကျွန်တော်ဒီအတင်းကိုကျွန်တော်တို့မနိုင်ကြတော့မရှိဘူးပေါ့နော်ဒါပေမဲ့အဓိကကျွန်တော်တို့အတင်းပေါ့နော်အတင်းကတစ်တင်းလုံးညီညွတ်နေမှာဒီအတင်းကိုကျွန်တော်နိုင်နိုင်ပေါ့နော်တူးတယောက်ချင်းစီကစားရင်တော့ကျွန်တော်ဒီအတင်းကိုမလွယ်ဘူးပြောစိတ်ဓာတ်တော့ကျွန်တော်ပြောအာဖြည့်ပူးလို့အမြင့်ဆုံးပါလေရှိရအောင်နော်ဒါပေမဲ့ကျွန်တော် ကိုယ်ထဲမှာဘာလုံနိုင်လဲဆိုတဲ့အရာတော့ကျွန်တော်တို့အကောင်းဆုံးလုံနိုင်ရင်ဖြေတစ်ခုကျွန်တော်တို့လုံနိုင်အဖြေရပါမယ်။ဒီခါကျရင်ဘောလုံးဆိုတာလည်းဖြစ်တဲ့သဘောသဘာဝရှိနေတော့ကိုယ်ထဲမှာဘာလုံနိုင်လဲဆိုတဲ့အရာကိုပဲစောင့်ကြည့်အောင်။ကိုယ်ကျွန်တော်လုံတဲ့လုံအားနှုံနှောက်မှာနောက်ကနေ result ကလိုက်ကလိုက်လာမှာပဲလေ။အဲတော့လုံအားနှုံကောင်းတယ်တကယ်စီးကန်းကြလုံနိုင်တယ်အကုန်လုံးက performance တွေကောင်းနေဆိုရင်တော့ process ကတူအောင်နောက်ကလိုက်လာလိမ့်မယ်။ဟိုသူတို့ကပြင်ဆင်ခြင်းလေးရအောင်နော်။ time လို့အတင်းနဲ့သူတို့ခြေစမ်းလိုက်ရတာဆိုတာကြတော့ တို့တွေနည်းနည်းအကျိုးရှိရလေးဖြစ်သွားတော့နောက်တစ်ဖက်မှာတော့ကျွန်တော်တို့ကအလောက်ကြီးအားထည့်ရတဲ့ခြေစားပုံမျိုးမကစားပါနဲ့နည်းနည်းလေးကျွန်တော်တို့ကနားချိန်လေးပိုရလိုက်တယ်ဆိုတဲ့ပုံလို့ရှိရပါတယ်ဒီလိုမှမပါရရလို့အပိပြစ်လားအဲ့ကနေဟုတ်အပိဖြစ်ပါတယ်ကိုကိုဝင်မကန်းရောဘယ်လိုမျိုးဖြစ်မိလဲစိတ်ကအမ်မနိုင်ပြောရင်တော့ကိုကကစားခြင်းနေတာဆိုတော့လေပွဲတိုင်းလိုလိုလည်းကြီးဖြစ်တယ်ဒီ အဲဘလုံးဝဲအချိန်ရောက်ပြီဆိုရင်အဲကျောင်းတငယ်ချင်းတွေပေါ့နော်ဆန်ဒီကိုတွေကိုအားပေးဖြစ်ပါတယ်အများနဲ့ပေါ့ပွဲတိုင်းလို့ကိုတွေရောဘယ်နှခုတော့တွင်းတွင်းပြမလဲဟုတ်ဒီကိုတွင်းတာမတွင်းတာလည်းအသင်းနိုင်မှုကပုံပြီးအရေးကြီးပါတယ်ခင်ဗျာကျွန်တော်ဒီကိုမတွင်းတာမတွင်းတာထက်အသင်းနိုင်ရရှိအောင်ဆွမ်းဆောင်နိုင်ရင်တော့အောင်းဆုံးဖြစ်ပါတယ်ခင်ဗျာပျော်ရွှင်မှုကတော့ဟုတ်ကျွန်တော်တို့နိုင်တဲ့တန်ရောကျွန်တော်တို့ရှုံးတဲ့တန်ရောပေါ့နော်ကျွန်တော်တို့ခံရတယ်ပေါ့နော်နိုင်ရင်လည်းကျွန်တော်နိုင်သလိုဖီအားရှိရလေအဲဒါရှုံးရင်လည်းရှုံးတဲ့ဖီအားကျွန်တော်တို့ခံရတယ်ဒါကြောင့်ကျွန်တော်တို့တော့ အရင်ကတော့တော်မထူးကြတော့ဘူးဗောနဒါပေမဲ့နိုင်တဲ့ချိန်တစ်ကျွန်တော်ရှုံးတဲ့ချိန်ပို့ပြီးတော့ခံစားရတယ်ဗောနဒါကတော့ဒီပလေယာတိုင်းပါပဲဟုတ်အခုကကျွန်တော်ကဒါနိုင်ငံအသင်းအတွက်လဲကစားရောက်ပြီးတော့ကစားတယ်။အခုသူတို့ professional life ဆိုတော့တိတ်ပြီးပြောဖို့တိတ်မရှိပါဘူးသူတို့ဒါ professional life အတွက်သူတို့ထွက်ပြီးတော့ overseas မှာကစားတဲ့ player တွေဖြစ်တဲ့အတွက်ဒါတိုင်းပြည်အတွက်သူတို့လာရောက်ကစားပေးတဲ့အတွက်လည်းဒါ player တွေကိုဒီကနေကျေးဇူးတင်တယ်ဒါတိုင်းပြည်အတွက်လည်းသူတို့ပွဲတိုင်းလို့လာပြီးတော့ကစားတဲ့အတွက်ဒီဒါမဲ့ပွဲမှာလည်းသူတို့ကျွန်တော်ယုံကြည်ပါတယ်ကလေးတွေအကောင်းဆုံးကစားလိမ့်မယ်လို့ထင်ပါတယ်ပဲပွဲမဆိုဘောနော်နိုင်ရမယ်ဆိုတဲ့စိတ်နဲ့ပဲဥတည်ပြီးသွားမှာနော်ကျွန်တော်ကျွန်တော်အမြင်ရဆိုရင်ကျွန်တော်ကဒီပွဲကိုကျွန်တော်ကျွန်တော်စိတ်စိတ်စိတ်တိုင်းရဆိုရင်ကျွန်တော်တရားရခင်တို့အနိုင်ရမယ်လို့ကျွန်တော်ယုံကြည်တယ်ပြောက် အဲဒီမြန်မာပြည်သက်တွေကိုကျေးဇူးတင်ပါတယ်အဲအမြဲတမ်းလိုလိုအားပေးတယ်ဒီ TV ကနေရောကွင်းထဲထိရောအခုလာမယ့်ပွဲမှာလည်းကွင်းထဲထိလာအားပေးပါလို့ပြောချင်ပါတယ်ခင်ဗျာ